ရန်ကုန်စတော့အချိန်မှာအယောင်းဝယ်လုပ်နေတဲ့ share ဈေးနှုန်းတွေမှာမူလကုမ္ပဏီကသတ်မှတ်ထားတဲ့ share တန်ဖိုးဈေးနှုန်းတွေထက် stock အချိန်မှာဖြစ်ပေါ်နေတဲ့ဈေးနှုန်းတွေကမြင့်တက်နေပါဗျ။ဝယ်ယူမြုပ်နှံသူတွေအနေနဲ့မိမိမြုပ်နှံမဲ့ကုမ္ပဏီအကြောင်းလေ့လာပြီးမှဝယ်ယူသင့်တယ်လို့စီမံကိန်းနဲ့ဘန်ဒါယီတူဝန်ကြီးဦးမမောင်ဝင်းကပြောပါဗျ။ stock share တွေကိုယင်းနှိမ့်မြုပ်နှံမှုစိတ်ဝင်စားနေတဲ့သူတွေအများကြီးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဈေးကွက်ကလည်းအခုမှအဆပဲရှိသေးတယ်။နောက်ဒီဈေးကွက်မှာစီးရင်ဝင်ပြီးတော့မှ ရောင်းချနေတဲ့ကုမ္ပဏီကလည်းနှစ်ခုပဲရှိသေးတယ်။နှစ်ခုပဲရှိသေးတယ်ဆိုတော့စိတ်ဝင်စားမှုကတအားမြင့်တက်နေတာပေါ့နော်။အဲ့တော့ဆရာတို့တိုင်းပြည်အနေနဲ့ရတယ်ပိုတင်ရှယ်အများကြီးရှိတော့ဒီစိတ်ဝင်စားမယ်ဆိုလဲစိတ်ဝင်စားစရာပါပဲเนาะအဲ့တော့ဒီစိတ်ဝင်စားပြီးတော့မှဝင်ရောက်ပြီးတော့မှယင်းနိမ့်နံမဲ့အဲလူတွေကိုပြည်သူလူထုတွေကိုဆရာအနေနဲ့ဒီပန်ကြားကျင်တာကတော့တိကျဟိုခါခါနာနာသိအောင်ပေါ့လေဈေးွက်အကြောင်း နော်သက်ဆိုင်ရာကုမ္ပဏီရဲ့အကြောင်းအခါနာနာသိအောင်အဖက်ဖက်ကလေ့လာပါလေ့လာပြီးမှတခြားတွက်ချက်ပြီးမှရှေ့ကိုကြိုမျှော်ပြီးတော့တွက်ချက်ပြီးမှဝယ်ယူပါ နော်ဒီဆရာတို့အနေနဲ့ကတော့ investor တွေကို protection လုပ်ပေးဖို့အတွက်ဒီဥပဒေတွေ new ဥပဒေတွေစီမင်းနေဒါရှိပြီးသားတွေပါနော်ဒါမှမဟုတ်ဒီမတိနားမလဲပဲနဲ့ဒီဝယ်ရဲဝယ်ရဲအားများနေပြီဆိုပြီးတော့မတိပဲနဲ့ live ဝယ် live ဝယ်ပြီးတော့ ီဒီကုမ္ပဏီကဒီဆရာတွေဈေးတက်သွားပြီမဲ့ဒီကုမ္ပဏီရဲ့မူလဆရာတန်ဖိုးသူရဲ့အမြတ်ဝစုပေးတဲ့ခါကျရင်မူလဆရာတန်ဖိုးပုံမှာပဲပေးတယ်ဆိုတာမျိုးပေါ့အဲ့ဒါကြီးတော့မှတချို့ကမတိပဲနဲ့ဆရာတန်ဖိုးမြင့်လာရင်အမြတ်ဝစုလည်းပို့ရခြင်းရမယ်ဆိုတဲ့ဟာမျိုးတိနေတာလေးတွေလည်းရှိနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီချာလေး ကာကနနာသိအောင်တော့အရင်လုပ်ပါမိမိငွေမိတွေမဆုံးရှုံးအောင်ပေါ့နော်ဒါဒီနေရာမှာလည်းဈေးကွက်ကိုတရားကြည့်ရမှာတကယ်ဘယ်ဝယ်တဲ့လူတွေများနေတာလားဒါမှမဟုတ်လေဟာလာဒီဝယ်တဲ့လူများအောင်လုပ်နေတဲ့အားတွေရှိနေလို့လားစသဖြင့်ဒါတွေကိုလည်းလေ့လာပါအဲ့ဒါမျိုးပြောချင်ပါတယ်မြန်မာနိုင်ငံရဲ့ stock share ဈေးကွက်ကတော့မြန်မာနိုင်ငံမှာလူအပ်ချက်တစ်ခုကိုဟိုဖြည့်ဆည်းဖို့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံရဲ့လူဦးရေနဲ့ပဲကြီးကြီးတိုင်းပြည်ရဲ့စီးပွားရေး ဒီစီပွားရေးအရွယ်စားကိုအရွယ်စားနဲ့ပဲကြီးကြီးနော်ဖက်ဖက်ကကြီးလို့ရှိရင် ရှေ့လျှောက်ဒီထက်မကတိုးတက်ဖွံ့ဖြိုးပြီးတော့ထွန်းကားလာမယ်နော်ထွန်းကားလာမှာဖြစ်ပါတယ်ဒါပေမဲ့ရေးကြီးတာကတော့ဈေးကွက်တစ်ခုကအလျင်မြန်ကြီးထွားပြီးတော့ဒီမတိမငိမ်ဖြစ်တာကတော့မကောင်းဘူးနော်အဲ့တော့တီတီငိမ်ငိမ်လေးနဲ့မှန်မှန်ဖွံ့ဖြိုးတိုးတက်ပြီးတော့တပက်ဒီဒီဘက်ကလည်းဟိုယင်းဤအရင်ဤလိုတဲ့လူတွေက လိုတဲ့အရင်းအီးတွေလည်းရရှိသွားမယ်။ဝင်ရောက်ပြီးတော့ရင်းနှီးမနှံတဲ့လူတွေကလည်းသူထိုက်တဲ့အကျိုးမြတ်ကလေးတွေရသွားမယ်။စသဖြင့်အားလုံးအကျိုးရှိတဲ့တည်တည်ငြိမ်ငြိမ်နဲ့နော်ဈေးနှုန်းအတက်ကြလည်းတိတ်ပြီးတော့ကျန်းကျန်းတန်းတန်းမရှိဘဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့အဲကွန်ပျူတာတက်တော့တဲ့ဈေးကွက်မျိုးပဲဖြစ်စေချင်ပါတယ်။ လက်ရှိရန်ကုန်စတောက်အိတ်ချိန်မှာတီလဝါစီးပွားရေးအများပိုင်းကုမ္ပဏီနဲ့ FMI ကုမ္ပဏီတို့ရဲ့ share တွေကိုအများအဝယ်ပြုလုပ်နေတာဖြစ်ပါတယ်။တီလဝါ share တစုရဲ့တန်ဖိုးမှာမူလက7000တောင်းနဲ့ရောင်းချခဲ့တာဖြစ်ပြီးရန်ကုန်စတောက်ဈေးကွက်မှာစတင်ရောင်းချတဲ့မေလ20ရက်နေ့ကတော့ share တစုကို7400နဲ့ဈေးစဖွင့်ရောင်းချခဲ့ပြီး7500နဲ့အများအဝယ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်ကြက်9000အထိအယောင်းအဝယ်ဖြစ်ခဲ့ပြီးဇွန်လ6ရက်နေ့ဈေးကွက်ပိတ်ချိန်မှာတော့ကြက်9800နဲ့အယောင်းအဝယ်ဖြစ်ပြီးဈေးပိတ်ခဲ့တာပါ မန်ချက်လာမှာရန်ကုန်စတော့အိတ်ချင်းမှာစတင်အယောင်းဝယ်ပြုလုပ်ခဲ့တဲ့ FMI ကုမ္ပဏီကတော့စရောင်းတဲ့အနေမှာကျပ်3000တထောင်နဲ့ဈေးစာဖွင့်ခဲ့ပြီးနောက်ပိုင်းကျပ်4000တထောင်အထိဈေးမြင့်တက်ခဲ့ပါတယ်။အဲဒီနောက်ဈေးပြန်လဲကျဆင်းခဲ့ပြီးဇွန်လ6ရက်နေ့ဈေးမှာတော့တစုကိုကျပ်26500နဲ့အယောင်းအဝယ်ဖြစ်ခဲ့ပါတယ်။